်သမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာလေးစီယူဆက်ကွန်မြို့သမီးတင်ဟာအမျိုးသမီးယူဆက်ကွန်အာရှဖလားပြိုင်ပွဲကိုပါဝင်ရှင်ပြိုင်ခွင့်ရထားပြီဆိုတာပရိသတ်အားလုံးသိရှိမိသားဖြစ်ပါတယ်အခုတော့အာရှဘောလုံးအဖွဲ့ချုပ်ကနေယူဆက်ကွန်အမျိုးသမီးအာရှဖလားပြိုင်ပွဲအတွက်အုပ်စုအဆင့်မဲခွဲဖို့ပထမဆုံးအဆင့်အဖြစ်မဲအိုးတတ်မှတ်ချက်တွေကို ထုတ်ပြန်လိုက်ပါပြီမြမလက်ရွေးစဉ်ယူဆက်ကွန်အမျိုးသမီးတင်ဟာမဲအိုးနံပါတ်၄မှာကြောက်သွားခဲ့ပါတယ်ခင်ဗျာ မဲအိုးတွေကိုတော့အသင်းတွေရဲ့ ranking အဆင့်ရက်တည်ချက်အရခွဲခြားလိုက်တာဖြစ်တယ်လို့အာရှဘောလုံးဖွဲ့ချုပ်ကအသိပေးထားပါဗျာမြန်မာလက်ရွေးစင်ဇက်ကွန်မျိုးသမီးစင်ဟာမဲအိုးနံပါတ်၄မှာကြာအောင်သွားတော့အုပ်စုကြက်တဲကိုရောက်ရှိဖို့ကြိုးစားသွားခဲ့ဖြစ်ပါတယ်ဒီအဆင့်မှာတော့အားလုံးကဒိဋ္ဌိကျဆိုတာကြီးပါပဲဘယ်အသင်းမှလွယ်တယ်ဆိုတာမရှိဘူးလေဒါပေမဲ့ကျန်တဲ့လူတွေထက်ပိုခတ်ဖို့တော့ရှိနေပါတယ်မဲအိုးတဲ့ မဲအိုး1မဲအိုး3မဲအိုး4တခုစီကတသိန်းစီပါဝင်ပြီးတော့အုပ်စုတခုကိုဖွဲ့စည်းမှာဖြစ်ပါတယ်မြမလက်ရွေးစီယူဆက်ကုန်အမျိုးသမီးအသင်းဟာမဲအိုးနံပါတ်1ကိုကြည့်လိုက်ရင်အင်ရှင်တရုတ်ရှိတယ်လက်ရှိချန်ပီယံမြောက်ကိုရီးယားရှိတယ်ပြီးခဲ့တော့2024ခုနှစ်ယူဆက်ကုန်အမျိုးသမီးအာရှဖလားပြိုင်ပွဲမှာဒုတိယရထားတဲ့ဂျပန်ရှိတယ်ဒီထက်ကတသိန်းကိုရင်ဆိုင်ရတော့မယ်အဲ့တော့မဲအိုးနံပါတ်1ကိုကြည့်မယ်2024ခုနှစ်တုန်းကတတိယရထားတဲ့တောင်ကိုရီးယားရှိတယ် ပြီးတော့ကိုယ့်ရဲ့ဒေတာရင်းပြန်ပက်ထိုင်းပါတယ်ပြီးတော့နာမည်ကြီးဩစတြေးလျပါဝင်နေတယ်ဒီထဲကတသိန်းဟာလည်းမြန်မာလက်ရွေးစီမဆက်ကုန်မျိုးသမီးတဲ့အတွက်ခက်ခဲတဲ့ပြန်ပက်ဖြစ်လာပါပဲကဲအဲ့တော့မဲဟုတ်နံပါတ်3ကိုကြည့်လိုက်မယ်ဖိလစ်ပိုင်ဘီအန်အန်နဲ့အိန္ဒိယပါတယ်ဒါသိမဲ့တွေ့တွေ့မြန်မာလက်ရွေးစီယူဆက်ကုန်မျိုးသမီးအသင်းနဲ့ခက်ခဲခဲကစားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့မဲဟုတ်နံပါတ်4မှာပါဝင်နေတဲ့တရုတ်တိုင်ပင်နဲ့လဗနုံတို့ကတော့မဲအိုးတစ်ခုတည်းကြောက်တဲ့အသင်းတွေဖြစ်တဲ့အတွက်မြန်မာနဲ့အုပ်စုစစ်မှာဆုံးဖို့မရှိပါဘူးခင်ဗျအဲ့တော့ အုပ်စုမဲခွဲပွဲကို2026ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့ရောက်ရင်မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကျင်းပသွားတော့မှာဖြစ်ပါတယ်ခြေစစ်ပွဲအောင်မြင်လာတဲ့အသင်း၈သင်းကိုအလိုအလျောက်ဝင်ခွင့်ရထားတဲ့ဘိုင်ရရှိထားတဲ့အသင်း၄သင်းနဲ့ပေါင်းစည်းပြီးတော့ယူဆက်ကွန်အမျိုးသမီးအာရှဖလားပြိုင်ပွဲကိုကျင်းပမှာဖြစ်ပါတယ်ခင်ဗျာအလိုအလျောက်ဝင်ခွင့်ရထားတဲ့အသင်း၄သင်းဘိုင်ရထားတဲ့အသင်း၄သင်းကတော့အင်ရှီတီယုတ်ဖြစ်တယ်လက်ရှိချန်ပီယံနောက်ကိုရီးယားဖြစ်တယ်2024ခုနှစ် ယူဆက်ကွန်အမျိုးသမီးအာရှဖလားပြိုင်ပွဲမှာဒုတိယရခဲ့တဲ့ဂျပန်ဖြစ်တယ်ပြီးတော့2024ခုနှစ်ယူဆက်ကွန်အမျိုးသမီးအာရှဖလားပြိုင်ပွဲမှာတတိယရခဲ့တဲ့တောင်ကိုရီးယားဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အခုမဲအိုးခွဲခြားတော့မှုအရှင်နေရဆိုရင်တော့အဲဒီထဲကတသိန်းသုံးပုံနှစ်သိန်းဘာလို့လဲဆိုတော့မဲအိုးနံပါတ်1ကတောင်ကိုရီးယားပါကိုယ်ဆူတဲ့ပါလာရင်တော့နှစ်သိန်းနဲ့မြန်မာဥဆက်ကွန်အမျိုးသမီးတင်းဟာကစားရဖို့ဖြစ်သွားနိုင်ပါတယ်ခင်ဗျအဲ့တော့2026ခုနှစ်ယူဆက်ကွန်အမျိုးသမီးအာရှဖလားပြိုင်ပွဲကိုခြေစစ်ပွဲအောင်မြင်လာတဲ့အသင်းရှင်းသင်းကိုကြည့်လိုက်ရင် မြန်မာလက်ဗနွန်အော်စတြေးလျထိုင်းဖိလစ်ပိုင်ဗီယက်နမ်တရုတ်တိုင်ပင်နဲ့အိန္ဒိယဆိုပြီးတော့တွေ့ရမှာဖြစ်ပါတယ်2026ခုနှစ်ယူဆက်ကွန်အမျိုးသမီးအာရှပလပြိုင်ပွဲကြီးကိုတရုတ်နိုင်ငံမှာ2026ခုနှစ်အေပလ30ရက်နေ့ကနေမေလ18ရက်နေ့ထိကျင်းပသွားမှာဖြစ်ပါတယ်ခင်ဗျာရှင်းမပြောခဲ့သလိုပဲအုပ်စုတစ်ခုစီမှာအသင်းလေးသင်းစီပါဝင်မယ်အုပ်စုရေတော့ကသုံးခုရှိမယ်အုပ်စုပထမနဲ့ဒုတိယရတဲ့အသင်းတွေကကွာတာဖိုင်နယ်ကိုတိုက်ရိုက်တက်လန်းဝင်ရရှိမယ်အုပ်စုတတိယရရှိတဲ့အသင်း၃သင်းရှိမယ် အဲ့ဒီကအကောင်းဆုံးအုပ်စုတတိယနှစ်သင်းကလည်း quarter final တက်ခွင့်ကိုရရှိမှာဖြစ်ပါတယ် quarter final မှာအနိုင်ရရှိတဲ့အသင်းလေးသင်းအဖြေပေါ်ထွက်လာမယ် semi final ကိုရောက်တဲ့အဲ့ဒီအသင်းလေးသင်းဟာကမ္ဘာဖလားယူဆက်ကွန်ပြိုင်ပွဲကိုဝင်ရောက်ကစားကွင်ရအောင်ဖြစ်ပါတယ်ယူဆက်ကွန်အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲကိုတော့မော်ရိုကိုနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပသွားဖို့ရှိနေပါတယ်ခင်ဗျဟုတ်ကဲ့မြန်မာလက်ရွေးစင်ယူဆက်ကွန်အမျိုးသမီးအသင်းဟာ အုပ်စုချက်ကိုဘလို့ပုံစံကြော်လောက်လိမ့်မလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရင်ခေါင်းတော်မှာပဲဖြစ်ပါရတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရတယ်ခင်ဗျာ